ယခုချိန်သည် တရားဘာဝနာများပွားများအထုရမယ်အချိန်ဖြစ်ပါれဒါကြောင့်နှလုံးစိတ်ဝမ်းအေးချမ်းစွာထားပြီးတော့တရားဓမ္မများစတင်ပြီးတော့ပွားများအထုကြရအောင် အခါတိုင်းထိုင်နေကြအတိုင်း တင်ပနင်ခွေပြီးတော့ထိုင်လိုကထိုင်ပါကြုံကြုံထိုင်လိုကထိုင်ပါမိမိကြိုက်နှစ်သက်တဲ့ဣရိယာပုဂ္ဂိုလ်ရွေးချယ်ပြီးတော့ထိုင်လိုက်ပါ တို့ကဲ့သို့ထိုင်နေအခါမှာခါကို ဖြောင်းမတ်စွာထားဥကောင်းကိုတဲတဲလေးထားခြေတော်တစ်ခုနဲ့တကူထပ်ပြီးတော့မထိုင်မိပါစေနဲ့ခါကို ဖြောင်းမတ်စွာထားဥကောင်းကိုတဲတဲလေးထား လေအနိအထာပြုပြင်ပြီးတဲ့နောက်မြေလုံးနှလုံးကိုစင်ငယ်မိပါစပ်ကိုလည်းပိတ်လိုက်တော်ထိုကဲ့သို့ခန္ဓာကိုယ်အနိအထာဣရိယာပုတ်အနိအထာပြုပြင်ပြီးတဲ့နောက်စတင်ပြီးတော့ရှုမှတ်ပွားများအာထုကြရာအောင်ခါတိုင်းရှုမှတ်နေကြအတိုင်းဥစ္စာပတ္တမနာတိပြမှာတတိလေးကံပြီးတော့ ဝင်လေဝေမှန်သိအောင် ရှုမှတ်ပေးပါထွက်လေတွေ့မှန်သိအောင် ရှုမှတ်ပေးပါတတိလေးကံပြီးတော့ဝင်လေဝင်တိုင်းသိပေးပါ ထွက်လေထွက်တိုင်းသိပေးပါတို့ကဲ့သို့တတိကိရိကံပြီးတော့ဝင်လေ ထွက်လေရှုမှတ်နိုင်လိုက်တဲ့အတွေ့အကြုံတပြေးပြေးနဲ့မိမိတို့ရဲ့စိတ်ကလေးက ကိုနဲ့စိတ်စိတ်နဲ့ကို တထက်ထဲကြနာရင်တမာတိရသွားပါပြီကိုနဲ့စိတ်စိတ်နဲ့ကို တထက်ထဲကြပြီးတော့တမာတိရနာရင်ခန္ဓာပိညာနဲ့ကြရအောင် ခန္ဓာပိညာနဲ့ကြသောဆိုတော့ဒီခန္ဓာကြီးက အကြောင်းတိုက်ဆိုင်မှပေါ်လာတဲ့ခန္ဓာတွေချိလိုက်တော့မျက်လုံးအကြီးနဲ့အဆင်းနဲ့တိုက်တော့မြင်စိတ်မြင်ခန္ဓာပေါ်တယ်။နားအကြီးနဲ့အသံနဲ့တိုက်လိုက်တော့ကြားစိတ်ကြားခန္ဓာပေါ်တယ်။နှာခေါင်းအကြီးနဲ့အနက်နဲ့တိုက်တော့နာစိတ်နာခန္ဓာပေါ်တယ်။လျာအကြီးနဲ့အယတာနဲ့တိုက်တော့စာစိတ်စာခန္ဓာပေါ်တယ်။ ကိုအကြည်နဲ့တွေ့ထိစရာနဲ့တိုက်တော်ရှားနာကောင်းစိတ်ခန္ဓာပေါ်တယ်စိတ်နဲ့ကြံတွေးစရာနဲ့တိုက်တော်တွေးတော်ကြံစီစိတ်ခန္ဓာပေါ်တယ်ဆိုတော့အကြောင်းတိုက်ဆိုင်မှာပေါ်လာတဲ့မြင်စိတ်မြင်ခန္ဓာဒိဋ္ဌိရဲ့အပေါ်မှာနံပါတ်1ပေါ်တိုင်းသိပေးပါ နံပါတ်1မြင်စိတ်ခန္ဓာပေါ်ခြင်းလေပုံမှန်သိပေးပါကြားစိတ်ကြားခန္ဓာပေါ်ခြင်းလေပုံမှန်သိပေးပါထိုကဲ့သို့ပေါ်တိုင်းသိဖို့ဆိုတာကတမာတိမိခင်3ပါကိုရဲ့တန်တန်ဂိညာမေတမ္မာဝါယာမတမ္မာတတိတမ္မာတမာရီတမာတိမိခင်3ပါဂိရင် ပေါ်တိုင်းသိပါတယ် ပေါ်တိုင်းသိပြီတဲ့နောက်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပပညာမေကင်နှစ်ပါးနဲ့ရှုမှတ်ပေးပါပေါ်တိုင်းသိတာသည်တမ္မာတိမေကင်၃ပါးပေါ်တာလည်းသိတယ်ပြောက်တာလည်းမြင်တာသည်ပညာမေကင်နှစ်ပါးပေါ်တိုင်းသိတာသည်တမာတိမေခင်ပစ္စည်းသွားတာမြင်တာကပညာမေခင် ပေါင်းလိုက်တော့ လောကီမေခင်၅ပါးရှုညံတရားပေါ်အဲ့ဒီလောကီမေခင်၅ပါးရှုညံတရားလို့ခေါ်တဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာတမารီဆိုတဲ့လောကီမေခင်၅ပါးနဲ့ကြိမှတ်ကြိလိုက်တဲ့အခါကျတော့ဘောလာတဲ့မြေစိတ်ခန္ဓာလိတိကလည်းပေါ်ပြီးတော့ပျောက်သွားတယ် ကြားလာတဲ့ကြာတိစိတ်ခန္ဓာလေးတွေကလည်းပေါ်ပြီးတော့ပျောက်သွားတယ်ဆိုတော့ပေါ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပြစ်လိုက်ကိုယ်ရဲ့ဉာဏ်တည်းမှမြင်ရမယ်အဲ့ဒီလိုပေါ်လာတဲ့သိတဲ့ပျောက်တာလည်းမြင်နေဖြစ်တာလည်းမြင်နေပြစ်တာလည်းမြင်ရင်ယထာဘူတဉာဏ်မြင်ပေမဲ့လို့ပြီးမြင်ပေမဲ့လို့စစ်ပြီးတော့ရှုလိုက်တော့ ဟောဒီဖြစ်ဖြစ်ဒီမကြည့်ခြင်းလောက်အောင်မုံနာကနိဗ္ဗိန္ဒဉာဏ်မုံပေမဲ့လို့ပေရှုလိုက်တော့ဖြစ်ဖြစ်ဒီဆုံးသွားတာကမေဉ္ဉံမေဉ္ဉံပေါ်ပြီးတဲ့နောက်ဘုဉ္ဉံထိုမှတစေနိဗ္ဗာန်ရတယ်ဆိုတဲ့အတွေ့အကြောင်းနိဗ္ဗာန်ရခြင်းနဲ့ပုဂ္ဂိုလ်တိုင်းအတွေ့ပထမယထာဘူတဉာဏ်ရအောင်ကြိုးစားဒုတိယနိဗ္ဗိန္ဒဉာဏ်အစီရောက်အောင်တည် တတိယနောက်ဆုံးမဉ္ဉံပုံမှတာလျင် ဥနာတိလွတ်တဲ့နိဗ္ဗာန်ရနိုင်တယ်လို့ရှိရှိသောဆရာတော်ဘုရားကြီးများဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့အလိုကြမိန့်ခဲ့ပါတယ်ဒီတော့ဥစဉ်တို့သူတော်ကောင်းတို့တတိကဒီနေ့ဆယ်ရတရားစခန်းပွဲကြီးဝင်ရောက်ပြီးတော့နိဗ္ဗာန်မြင်ခြင်းလို့တဏီအမြင့်ပြောမယ်ဆိုရင် နိဗ္ဗာန်တွေ့ခြင်းလို့ တဏှီအားဖြင့်ပြောမယ်ဆိုရင်နိဗ္ဗာန်ရှားခြင်းလို့နိဗ္ဗာန်ရှားခြင်းတည်းနိဗ္ဗာန်တွေ့ခြင်းတည်းနိဗ္ဗာန်မြင်ခြင်းနဲ့အတွေ့အကြောင်းဒီနေ့တရားစခန်းဝင်ရောက်ပြီးတော့ရှုမှတ်နေကြပါပြီဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကချက်သားတို့တဲ့နိဗ္ဗာန်ဆိုတာကအဋ္ဌိဘိခဝေနိဗ္ဗာန်အဋ္ဌိဘိခဝေ နိဗ္ဗာန်ချက်သားတို့နိဗ္ဗာန်ဆိုတာက တကယ်ရှိတယ်အဟုတ်ရှိတယ်လို့ဖယားမိန့်ပါတယ်ဒီလိုဆိုရင်ဦးဇင်းတို့သူတော်ကောင်းတို့တတိကတကယ်ရှိတယ်နိဗ္ဗာန်ကြီးကိုဒီနေ့ဒီအချိန်ထိအောင်မမြင်ကြသေးဘူးမတွေ့နိုင်ကြသေးဘူးဘာကြောင့်လဲဖယားကပြောပြီးချက်သားတို့တကယ်ရှိတဲ့နိဗ္ဗာန်ကိုမမြင်ရအောင် တကယ်ရှိတဲ့နိဗ္ဗာန်ကို မတွေ့ရအောင်ဖုံးလွှမ်းထားတတ်တဲ့တရားတွေရှိတယ်။စာလို့သုံးရင်တော့နိဝရဏတရားမြန်မာလိုပြောရင်တော့နိဗ္ဗာန်ကို ဖုံးထားတယ်။နိဗ္ဗာန်ကိုကွယ်ထားတယ်။နိဗ္ဗာန်ကိုကာထားတယ်။အဲ့ဒီတကယ်ရှိတဲ့နိဗ္ဗာန်ကြီးဖုံးထား၊ကွယ်ထား၊ကာထားတယ်။ နိဝရဏတရားတွေမပေနိုင်ရင်မဖေနိုင်ရင်နိဗ္ဗာန်မမြင်နိုင်ဘူးဒီလိုဆိုရင်နိဗ္ဗာန်မြင်ခြင်းနိဗ္ဗာန်ရခြင်းနိဗ္ဗာန်တွေ့ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းအတွေ့အတားအစီအနှောင်းအရှိအဖုံးအကာဖြစ်တဲ့နိဝရဏတရားတွေပေနိုင်ရမေပေရမဲ့နိဝရဏဆိုတဲ့တရားက၅မျိုးတောင်ရှိတယ် နံပါတ်၄ကာမိစန္ဒာនិဝရဏနံပါတ်၄ဗျာပါဒာនិဝရဏနံပါတ်၃ထိနာမိတ္တာនិဝရဏနံပါတ်၄ဩဒိသကုတ်ကုတ်စာនិဝရဏနံပါတ်၅ဝီစီကိစ္စာនិဝရဏဆိုပြီးတော့ နိဝရဏတရား၅မျိုးရှိပါတယ်အဲ့ဒီနိဗ္ဗာန်ဖုံးတတ်ကတတ်တဲ့နိဝရဏတရား၅မျိုးဖယ်နိုင်ရင်နိဗ္ဗာန်မြင်ရမယ်နိဗ္ဗာန်တွေ့ရမယ်နိဗ္ဗာန်ကိုမြင့်မောက်ပြုရမယ်ကဲဒီလိုဆိုရင်နိဗ္ဗာန်မြင်ခြင်းတွေ့ခြင်းရကျင်တဲ့ပုဂ္ဂိုလ်တိုင်းအတွက်ဖယ်ရမယ့်နိဝရဏတရားတွေပြန်ပြောချသို့ဆိုတော့ နံပါတ်၄ကာမစန္ဒာနိဝရဏအဖြောင်းပြောလိုက်တော့လောဘတရားစောစောကပြောပြီးဦးဇင်းတို့ရဲ့တန်တမ်းမှာပေါ်လာတဲ့ခန္ဓာတွေကြည့်လိုက်တော့မြင်စိတ်မြင်ခန္ဓာပေါ်တယ်ကြားစိတ်ကြားခန္ဓာပေါ်တယ်အဲ့ဒီပေါ်လာတဲ့ခန္ဓာ၄တည်းရဲ့အပေါ်မှာကောင်းနေဆိုတဲ့အစင်းလေးနဲ့တွေ့မယ် ကောင်းနေဆိုတဲ့အတန်လေးကြားမေကောင်းနေဆိုတဲ့အရာသာတိနဲ့ကြုံရမေကောင်းနေဆိုတဲ့အတွေ့အထိလေးနဲ့ကြုံရမေကောင်းပေညွန့်ပေဆိုတဲ့အနံလေးနဲ့တွေ့ရမယ်ဆိုရင်တချို့တချို့ပုဂ္ဂိုလ်များကဒုအစင်အတန်အနတ်အရာသာတွေ့ထိစရာကြံတွေ့စရာလို့ခေါ်တဲ့ပေါ်လာတဲ့ခန္ဓာတည်းရဲ့နောက်ကနေပြီးတော့သဘောကျတဲ့ သဘောကြတယ်ဆိုတာကလောဘတရားကာမိစန္ဒာနိဝရဏကောင်းလိုက်တာဒီအတန်လေးကောင်းလိုက်တာကောင်းလိုက်တာဒီအနံ့လေးကောင်းလိုက်တာကောင်းလိုက်တာဒီအတွေ့အထိလေးဆိုပြီးတော့ပေါ်လာတဲ့မြင်စိတ်မြင်ခန္ဓာအစရှိသည့်တို့ရဲ့နောက်ကဆိုင်ရာဆိုင်ရာအစင်းအတန်အနံ့အရသာတွေ့ထိစရာ ကြံတွေးစရာလို့ခေါ်တဲ့အာယုံဒီနောက်ကိုကောင်းနေဆိုပြီးတော့လိုက်လိုက်ပြီးတော့ခင်းနေကြမယ်ဆိုရင်လောဘတရားထိုလောဘတရားပေါ်လာရင်ကာမိစန္ဒနိဝရဏဖုံးသွားပြီးကာသွားပြီးနိဗ္ဗာန်ကိုကွယ်လိုက်ပြီးကဲဒီလိုဆိုရင်ထိုကာမိစန္ဒနိဝရဏတရားလို့ခေါ်တဲ့လောဘပေါ်လာရင် ဘယ်လိုလုပ်မလဲဖခင်ကပြောပြီးဖြစ်ပြရှုလိုက်တဲ့လိုချင်နေရကြင်နေခင်နေဆိုတာကလောဘတရားစိတ်တ ानु ပတ္တနာနဲ့ကြည်လိုက်တော့အတွင်းဧည့်သည်စိတ်ပေါ်ဒီလိုစရင်အတွင်းဧည့်သည်စိတ်လောဘလေးပေါ်လာရင်လောဘတရားပေါ်လာရင် ပထမဆုံးပေါ်တိုင်းတိတိပြီးတဲ့နောက်ဖြစ်ပြရှုလိုက်ဒီလိုစရင်ကိုယ့်ရဲ့တဏ္ဍာမှာလောဘလေးပေါ်မှန်းသိတယ် ပေါ်ပြီးတဲ့နောက်ဖြစ်ဖြစ်ရှုလိုက်တယ်ဆိုရင်တဲ့ဒီလောဘတရားလေးကလည်းဖြစ်ဖြစ်ရှုတဲ့ဉာဏ်ကမစ်ဆိုတော့ဖြစ်ဖြစ်နဲ့မစ်နဲ့ကိုင်းနိုင်ရင်တဏှာဥပန္ဒံကံပဋိစ္စသမုပ္ပံမတန်းနိုင်တော်တဲ့အတွေ့အကြောင်းဖြစ်ဖြစ်တည်မြင်ဖြစ်ဖြစ်တည်မုံဖြစ်ဖြစ်တည်ရင်အဆုံးမှာနောက်ကနေပြီးတော့ဘွားကလေးနဲ့နိဗ္ဗာန်ကပေါ်လာမယ်ဒါကြောင့် ကာမစ္ဆန္ဒနိဝရဏလို့ခေါ်တဲ့လောဘပေါ်လာရင်လည်းပယ်နည်းလေးကဖြစ်ပြီးရှုလိုက်နောက်တခါဗျာပါဒနိဝရဏအဖြောင်းပြောလိုက်တော့ဒေါသတရားဒီလိုဆိုရင်စောစောကပြောခဲ့ပြီးအစဉ်အတန်အနတ်အယတာတွေးထိစရာကြံတွေးစရာလို့ခေါ်တဲ့အာယုန်ဒီရဲ့နောက်ပေါ်လာတဲ့မြေစိတ် မြေခန္ဓာအစရှိသည်တို့ရဲ့နောက်က မိမိကသဘောမကြရင်ဒါလေးပဲသူတော်ကောင်းတို့ရေသဘောကြတာတို့သဘောမကြတာတို့ဆိုတာကနှလုံးသွင်းနဲ့ဆိုင်နေတချို့တချို့ကြတော့သဘောကြပြီမယ်လို့တချို့တချို့ကြတော့သဘောမကြဘူးတချို့တချို့ကြတော့သဘောမကြပြီမယ်လို့တချို့တချို့ကြတော့သဘောကြတယ်ဆိုတာကနှလုံးသွင်းနဲ့ဆိုင်တာပါ လောကဥပမာအပြည့်ပြောရရင်ရုပ်ရှင်ဇာကားတစ်ခုဆိုပါစို့အငိမ့်ပွဲကြီးတစ်ခုဆိုပါစို့ဇက်ပွဲကြီးတစ်ခုနဲ့ကြုံနေဆိုပါစို့ကိုကြိုက်တဲ့မင်းသားမင်းသမီးတရုတ်ဆောင်ရင်သဘောကျတယ်ကိုမကြိုက်တဲ့မင်းသားမင်းသမီးတရုတ်ဆောင်ရင်သဘောမကျဘူးဒါပြတဲ့လူကတော့ပြတာပဲသဘောကျမကျဆိုတာက ကြည့်ရှုခံသာတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသွင်းနဲ့ဆိုင်နေ ကိုယ်စိတ်တိုင်းကြဖြစ်ရင်သဘောကြတယ်လောဘပေါ်မယ်ကိုယ်စိတ်တိုင်းကြမဖြစ်ရင်သဘောမကြဘူးဒေါသပေါ်မယ်ဒီလိုဆိုရင်ဒေါသဆိုတာကသဘောမကြတဲ့ပုဂ္ဂိုလ်များပေါ်လာတာဖြာပါဒာနိဝရဏဒီတော့တို့သဘောမကြဘူးလို့ခေါ်တဲ့ဖြာပါဒာနိဝရဏဒေါသပေါ်လာရင်နိဗ္ဗာန်မမြင်နိုင်ဘူး နိဗ္ဗာန်ကိုဒေါသကဖုံးထားတယ်ဒေါသကကာထားတယ်ကဲဘယ်လိုလုပ်မလဲဒေါသပေါ်လာရင်လည်းပေါ်မှန်းသည်ဖြစ်ပြည့်ရှုပေးလိုက်ဒေါသပေါ်မှရင်ဒေါသပေါ်လာရင်ဒေါသဖြစ်မှန်းသည်ရင် ဖြစ်တာနဲ့တပြိုင်နက်ပေါ်မှန်းသည်ပေါ်လာတဲ့ဒေါသတရားကို ဖြစ်ပြည့်ရှုလိုက်မယ်ဆိုရင် ဖြစ်ပြည့်တည်မြင်ဖြစ်ပြည့်တည်မုံဖြစ်ပြည့်တည်ဆုံးလိုက်တော့နိဗ္ဗာန်ကပေါ်လာမည် ဒါကြောင့်ပြန်ပြောပြီးမေကာမိစန္ဒာလောဘပေါ်လာရင်လည်းဖြစ်ပြည့်ရှုလိုက်ဗျာပါဒနိဝရဏဒေါသပေါ်လာရင်လည်းဖြစ်ပြည့်ရှုလိုက်နောက်ထိနာမိတ္တာနိဝရဏထိုင်မှိုင်းတဲ့စိတ်အိတ်ချင်တဲ့စိတ်ငိုက်တဲ့စိတ်ဓာတိပေါ်လာရင်လည်းနိဗ္ဗာန်မမြင်နိုင်ဘူးကြွယ်ထားတယ် ဒီလိုဆိုရင်ဘယ်လိုလုပ်မလဲထိုထိနမိတ္တာလို့ခေါ်တဲ့ထိုင်းနဲ့မိုင်းနဲ့စိတ်အိတ်ချင်ငိုင်မြည်တဲ့စိတ်ပေါ်လာရင်လေပေါ်မှန်းသည်သိပြီတဲ့နောက်ဖြစ်ပြက်ရှုဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုံဖြစ်ပြက်တွေဆုံးရင် နိဗ္ဗာန်ပေါ်လာမေနောက်ဩဒိသကုကုသနိဝရဏအများကြီးပေါ်တတ်တယ်သူသူကိုယ်ကိုယ် တရားအထုတ်တဲ့အခါမှာကာမစ္ဆန္ဒပေါ်ခြင်းမပေါ်မေဗျာပါဒနိဝရဏပေါ်ခြင်းမပေါ်မေဌိနာမိတ်တနိဝရဏပေါ်ခြင်းမပေါ်မေအများဆုံးပေါ်နိုင်တာကဥဒ္ဒစာကုတ်ကုတ်စာနိဝရဏဥဒ္ဒသဆိုတာကစိတ်တည်ပြန့်လွင့်တာကုတ်ကုတ်စာဆိုတာက နောင်တရတာ နောင်တရတာနဲ့ပတ်သက်တော့တခါတလေငါတော့ကုသိုလ်ကောင်းမှုတွေမပြုခဲရသေးပါလားငါတော့ဒါနကုသိုလ်ကောင်းမှုတွေလည်းမပြုခဲရသေးသီလကုသိုလ်ကောင်းမှုတွေလည်းမဆောက်တည်ခဲရသေးတမထဝိပဿနာလို့ခေါ်တဲ့တရားဒေသနာတွေလည်းမပွားများခဲရသေးပါလားဆိုပြီးတော့ကောင်းတာတွေမပြုလုပ်ခဲရသေးတဲ့အတွေ့အကြုံလည်း နောင်ဒရတတ်တယ်တခါတလေကိုပြုခဲ့တဲ့အာကုတ္တတိနဲ့ပတ်သက်တော့ငါတော့ဘယ်အာကုတ္တတိပြုခဲ့ပါပေါ်လားငါတော့ဘယ်အာကုတ္တတိပြုခဲ့ပါပေါ်လားဆိုပြီးတော့မကောင်းတာတွေပြုခဲ့မိတဲ့အတွေ့အကြောင်းလေနောင်ဒရတယ်စိတ်တွေကပြန်လွဲ့ကောင်းမှုမကောင်းမှုနဲ့ပတ်သက်နောင်ဒတွေရနေပြန်ရင်လည်းပဲ ခန္ဓာကပြတယ်ဖြစ်ပြက်ကပြောင်းနေတယ်နိဗ္ဗာန်ကကွဲနေတယ်ဒီလိုဆိုရင်ဘုရားရှင်ကိုရောမြတ်ကြီးကကွာတဲ့စိတ်တွေပြန့်လွင်တယ်နောင်တရတယ်ဆိုတဲ့ကုတ်ကုတ်ဆဒီကိုလည်းဖြစ်ပြက်ရှုပေးလိုက်ဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုံဖြစ်ပြက်တွေဆုံးရင်နိဗ္ဗာန်မြင်နိုင်တယ်နိဗ္ဗာန်ရနိုင်တယ်ဘုရားရှင်ကိုရောမြတ်ကြီးတို့လက်ထက်တော်တုံးက တံဗထာရိကာဆိုတဲ့ခူးတလူတသမားကြီးရှိပါတယ်အာနာစစ်နဲ့မိတဲ့ပုဂ္ဂိုလ်ဒီရှင်ဘယင်ကနေပြီးတော့သက်စီဆိုပြီးတော့သမ့်မိတ်အပိခံရတဲ့ပုဂ္ဂိုလ်ဒီကိုတံဗထာရိကာဆိုတဲ့လူတသမားကြီးကသက်ပြီးရတဲ့တနေ့အသက်60ကျော်ပင်စင်ယူအနာယူတော့ ခန္ဓာကိုယ်ယောဂဝေဒနာက ပြင်းထန်စွာနှိပ်စင်လိုက်တော့သူ့ရဲ့အိမ်လေးထဲမှာညီးလိုက်တာနာလှကြီးရဲ့ကျင်လှကြီးရဲ့ကိုင်းလှကြီးရဲ့ခဲလှကြီးရဲ့ညီးညူနှိပ်စင်နေတဲ့အခါကြတော့ဆုံးငံကြွလာတဲ့ရှင်သာတိပုတ္တရာကုရောမြတ်ကြီးကကြားတော့ဩဒီတကားကြီးဒီတိုင်းနာတည်သွားရင်တော့ခိုကိုးရာမဲ့တော့မှာပဲ ငါသွားပြီတော့တရားဟောဦးမှာဆိုပြီးတော့အရှင်မြတ်ကြီးကအနာကျပြီတော့တရားဟောတဲ့တဲ့သို့တော်ရှင်သာတိပုတ္တရာကိုရောမြတ်ကြီးကတရားတာဟောနေတာတမ္ပရာတိက လူတသမားကြီးရဲ့စိတ်ကပြန့်လွင်ပြီးတော့နောင်တရနေတာငါတော်အာခွန်ဗလာတမ္မာစင်တုံးကအကျွဲကောင်းစင်တုံးက လူတွေကိုဒီလိုဒီလိုတတ်ခဲ့ပါပေါ်လားဆိုပြီးတော့စိတ်တွေပြန့်လွင့်ပြီးတော့နောင်တရနေတာခန္ဓာတွေကိုတရားကမရောက်ဘူးအဲ့ဒီတော့ကြမှာအရှင်မြတ်ကြီးကတိတော့ဩခစ်တော့တာပဲဒီတိုင်းနာတည်သွားရင်တော့ဒုက္ခများတော့မှာပဲဆိုပြီးတော့အရှင်မြတ်ကြီးကမေးတယ်တခါကြီးဖျား တကကြီးအနှစ်90လုံးလုံးလူတွေတက်ခဲ့တာတကကြီးစိတ်နဲ့တကကြီးတက်ချင်လို့တက်ခဲ့တာလားဓမ္မမို့ရှင်ဘရင်ကခိုင်းလို့တက်တာလားမေးလိုက်တယ်ပေါ့တကကြီးတဲ့အသက်အနှစ်90နီးပါးလောက်တကကြီးကလူတွေကိုတက်ခဲ့တာကတကကြီးစိတ်နဲ့တက်ချင်တဲ့စိတ်နဲ့တက်ခဲ့တာလားဓမ္မမို့ရှင်ဘရင်ကခိုင်းလို့တက်တာလားလို့မေးလိုက်တော့ တမ္ပရာတိက လူသတ္တမကြီးကအရှင်ဖရာတပိတော်တတ်ရှင်တဲ့စိတ်နဲ့ဘယ်တတ်ပါမလဲဖရာတပိတော်တတ်တဲ့ပုဂ္ဂိုလ်တွေကတပိတော်နဲ့သိတောင်းမှမသိဘူးဖရာဒီတော့တပိတော်တတ်ရှင်တဲ့စိတ်နဲ့တတ်တာဘယ်ဟုတ်ပါမလဲရှင်ဘရင်အမိတ်အရာရှင်ဘရင်ကခိုင်းလို့တတ်တာလို့ပြောပါတယ်အဲ့ဒီတော့အရှင်မြတ်ကြီးကဒီလိုဆိုရင် တခါကြီးမှ အပြစ်ရှိသလားဒီလိုပဲမေးတာပါ အပြစ်မရှိဘူးလို့လည်းမပြောဘူးเนาะဆုံးဖြတ်ပြီးတော့မပေးဘူးအပြစ်မရှိဘူးလို့လည်းမပြောပါဘူးပရိယေလေးနဲ့ပြောလိုက်တာတခါကြီးတခါကြီးကရှင်ဘဉ္စခိုင်းနိုင်တတ်တဲ့အတွေ့အကြောင်းတခါကြီးမှအပြစ်ရှိသလားလို့မေးလိုက်တော့ဟိုပုဂ္ဂိုလ်ကြီးကအော်ဟုတ်သားပဲ အပြစ်မရှိဘူးထင်နေဒါသူကိုယ်သူထင်သွားတာအရှင်မြတ်ကြီးကတော့ရှိတယ်လို့လည်းမပြောဘူးမရှိဘူးလို့လည်းမတားဘူးပြောကျင်တာကစိတ်ကလေးငြိမ်အောင်လှဲ့ွက်လေးတစ်ခုနဲ့အရှင်မြတ်ကြီးကမေးလိုက်တာအဲ့ဒီတော့ကြာမှဟုတ်သားပဲငါတတ်ချင်းတို့တတ်တာမဟုတ်တဲ့အတွေ့ရှင်ဘယင်ကခိုင်းတို့တတ်တာဖြစ်တဲ့အတွေ့အကြောင်းငါမှတော့အပြစ်မရှိဘူးထင်ပါဆိုပြီးတော့ ူကိုသူစိတ်နဲ့ဖြစ်ပြီးတော့တရားနာပါတည်းအဲ့ဒီကြမှာစိတ်ကလေးငြိမ်သွားတာအဲ့ဒီအသည့်စိတ်လေးနဲ့တည်သွားတယ်တရားရမရဆိုတာကတော့မပြောတတ်ဘူးပေါ့စိတ်ကလေးတော့ငြိမ်ချမ်းပြီးတော့သွားတယ်လို့ယူဆရပါတယ်ကဲဒီလိုဆိုရင်ဥစဉ်တို့ကဒီတတကမျိုးလေးတွေထောက်ဆံပြီးတော့ကိုကအမျက်ဆုံးဖြစ်တယ်ဝိပဿနာတရားကျူးစာအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေ ုထုဇဉ်ဆိုတော့သူတော်ကောင်းတို့ကြီးအပြစ်ဆိုတာမကင်းဘူးဗျာငငယ်တုန်းကမတိခင် အချိန်ကဆန်းပြီးတော့လှုပ်ခဲ့တဲ့အပြစ်တွေဆိုတာ အနေအများတာကွာတယ်ပုထုဇဉ်မှန်ရင် စင်လုံးကျော်မဖြစ်နိုင်ပါဘူးတာမန်ပုဂ္ဂိုလ်များမဆိုထားနဲ့အလောင်းတော်တည်တောင်မှမတိမှုအဝိဇ္ဇာအရင်ခံတော့တခါတလေမကောင်းမှုတွေပြုခဲ့ကြသေးတာလေ သူတို့လည်းပဲအရိယာစင်စစ်ဖြစ်မှအကုသို့ကင်းသွားတာဒီလိုစဉ်ဥစဉ်တို့သူတော်ကောင်းတို့တတိလည်းပဲပုထုစဉ်ဆိုတော့အပြစ်မကင်းပါဘူးကောင်းနာဒီလည်းလှုပ်ခဲကြသလိုမကောင်းနာဒီလည်းလှုပ်ခဲကြတာပါအဲ့ဒီတော့နောက်ကျောင်းပြန်တွေ့ပြီးတော့ဩဒိသကုတ်ကုသစိတ်ပြန့်လွင့်ပြီးတော့နောင်တမရမိသေးနဲ့ပြီးခဲ့တာတွေထားခဲ့လိုက်တော့ပြင်လို့မှမရဘဲနဲ့ ဒီလိုဆိုရင်စိတ်ကလေးတွေတည်ငြိမ်သွားအောင်ဘယ်လိုလုပ်မလဲနောက်ကအကြောင်းနေပြန်မစင်စားနဲ့ရှေ့ဘာဖြစ်မယ်ဆိုတာ ကြိုတင်ပြီးတော့မတွေးပဲနဲ့ပြန်လွင်တဲ့စိတ်ကလေးပေါ်လာရင်ပြန်လွင်တဲ့စိတ်မှန်သိနောင်တရတဲ့စိတ်ကလေးပေါ်လာရင်နောင်တရတဲ့စိတ်ကလေးပဲလို့သိပေးလိုက်ပေါ်နာတဲ့ပစ္စုပန်တဲ့တဲ့ကိုပဲရှုပေးရမေးပြန်လွင်နေပြန်လွင်နေနောင်တရတဲ့နောင်တရတဲ့ အဲ့ဒီလိုတတိပဋ္ဌာန်လေးဂိမ်းပြီးတော့နောက်ဆုံးဉာဏ်လေးနဲ့ရှုလိုက်ပေါ့ပြန်လွင်တဲ့စိတ်ကလေးကလည်းဖြစ်ပြပဲနောက်ထရတဲ့စိတ်ကလေးကလည်းဖြစ်ပြပဲဆိုတော့ဖြစ်ပြတည်းမြင်မြင်ရာကနေမုံမုံညာကနေဖြန့်ကလေးနဲ့ဆုံးလိုက်တော့နိဗ္ဗာန်မြင်နိုင်တယ်ဒါကြောင့်ဩဒိသကုကုသာပြန့်လွင်တဲ့စိတ်နောင်တရတဲ့စိတ်ပေါ်လာရင်ပေါ်မှန်သည်ဖြစ်ဖြစ်ရှုပေးလိုက်။နောက်ဝီစီကိစ္စနိဝရဏ ို့လောတို့လောတွီးတော်ရှုံမှားတတ်တယ်။ငါတရားအထုတ်နေတာကြာခဲ့ပြီတရားတို့ရမှရနိုင်ပလီစားဆိုပြီးတော့တခါတလေတရားတော်ရဲ့အပေါ်မှာတန်တရားဝင်တတ်တယ်။ကိုလုံနေတဲ့လုပ်ငန်းစဉ်ရဲ့အပေါ်မှာတန်တရားဝင်တတ်တယ်။အဲ့ဒီလိုတန်တရာဝင်းလာတဲ့အခါမှတဲ့ဘယ်လိုလုပ်မလဲ ဘုရားရှင်ကိုရောမြတ်ကြီးကအေးတဲ့ဝီစီကိစ္စသို့တော်လို့တော့တွေးတော့ယုံမှရင်လည်းပဲ ပေါ်မှန်းသည်ပေါ်နာတဲ့တန်တရာစိတ်ကလေးကိုလည်းဖြစ်ဖြစ်တည်မြင်ဖြစ်ဖြစ်တည်မုံဖြစ်ဖြစ်တည်ဆုံးအောင်ရှုပေးလိုက်မယ်ဆိုရင်ကွယ်ကာထားတဲ့ဝေစီကိစ္စနိဝရဏခင်းပါပြီးတော့နိဗ္ဗာန်ပေါ်နိုင်တယ်လို့ဖခင်ကမိန့်ပါတယ်။ဒါကြောင့်တရားကိုပြန်ကောက်လိုက်တော့နိဗ္ဗာန်ဆိုတာတကယ်ရှိတယ် အဲ့ဒီတကယ်ရှိတဲ့တရားကိုဒီနေ့ဒီအချိန်ထိအောင်မမြင်အောင်ဖုံးထားပေးတာကကာမေသန္တနိဝရဏလောဘတရားဤပြာပါဒနိဝရဏဒေါသတရားဤဌိနမိတ်တနိဝရဏအိတ်ချင်းငံမြည်တဲ့စိတ်ဤဩဒိသကုကုသနိဝရဏဆိုရင်ပူပန်နောင်တရတဲ့စိတ်ဤဝိစီကိစ္စနိဝရဏယုံမှန်တန်တရားစိတ်ဤတဲ့ အဲ့ဒီနိဝရဏတရား၅မျိုးကကာကွယ်ကွယ်ကာထားတဲ့အတွေ့အကြောင်းနိဗ္ဗာန်ကဖုံးနေတာဒီတော့ဆရာတော်ဘုရားကြီးကပြောပြီးအေးတဲ့အဲ့ဒီနိဗ္ဗာန်ကို ဖုံးကွယ်ထားတဲ့ဖုံးကာထားတဲ့နိဝရဏတရားတွေပေသက်နိုင်ဖို့ရာအတွေ့ကတော့တို့နိဝရဏတရား၅ပါးဘယ်တရားပဲပေါ်ပေါ်ပေါ်မှန်တိ ေါ်လာတဲ့သဘောတရားတွေကိုဖြစ်ဖြစ်ဒီမြင်မြင်ရာကနေမုံမုံညာကနေဆုံးအောင်ရှုနိုင်မယ်ဆိုရင်និဝရဏတရားတွေခင်းပါပြီးတော့နိဗ္ဗာန်ရနိုင်ပါတယ်လို့ဆရာတော်ဘုရားကြီးများမိန့်ခဲ့တဲ့အတွေ့အကြောင်းသူတော်ကောင်းများတကယ်ရှိတဲ့နိဗ္ဗာန်ကိုမြင်ခြင်းရင်ကိုယ့်ရဲ့တန်တမ်းမှာကြွယ်ကွာနေတဲ့ဏိဝရဏတရားဒီပေသက်နိုင်ဖို့ရာအတွေ့ ပေါ်လာတဲ့နိဝရဏတရားတည်းရဲ့အပေါ်မှာပေါ်မှန်သည့်သိပေတဲ့နောက် ဖြစ်ပစ်တွေမြင်ဖြစ်ပစ်တွေမုံ ဖြစ်ပစ်တွေဆုံးသည့်တိုင်အောင်ဆက်လေပြီးတော့ရှုမှတ်ပွားများအထုတ်ပြီးချာဥကောင်းနေတဲ့တဲ့လေးပြန်ထားခါလေးတွေဖြောင်းပြောက်မတ်မတ်လေးပြန်ထား မင်္ဂိုက်စီနဲ့ကြိုးစားပြီးတော့ရှုမှတ်ပြီးပါမိနစ်ပိုင်းချိန်ပိုင်းမဲ့ကြံတော့တယ်မျက်လုံးနေဖွင့်ပြီးတော့မကြည့်နဲ့တတိထာဝရိယဆိုင်ပြီးတော့ကြိုးစားပြီးတော့ရှုမှတ်ပွားများအထုတ်ပြီးချာ